မင်္ဂလာပါလေဗန်တန်ဧပြီလ14ရက်နေ့တချင်အကြနေရနှစ်ခင်သတင်းကိုတင်ဆက်ပေးမှာပါတင်ဆက်ပေးမဲ့သတင်းကတော့ဧပြီလ14ရက်နေ့နောက်ပိုင်းတွင်လှုပ်ခတ်ခဲ့တဲ့ငလျင်16ကျင်းရှိပြီးရီတာစကေး9အဆင့်ရှိငလျင်2ကျင်းပါဝင်နေဆိုတဲ့တဲ့ပြင်းထန်တဲ့ငလျင်ကြောင့်ဒေါထဝရီမြေငယ်မြေမြကမ်းမပြိုကျခြင်းနဲ့အဝေစီရေတွင်းများရေမထွက်ခြင်းကြောင့်အင်းဟောမျိုးအောင်ဒီတဝိုင်းရှိရောက်ွက်များတွင်ရေရှားပါမှုဖြစ်တယ်ဆိုတဲ့တဲ့ငလျင်တန်ကြောင့်ပြိုကျပျက်စီးခဲ့တဲ့ AR မြေပေါ်ရှိအင်းဝတတာဟောင်းယထာလန့်အားအိန္ဒိယအင်ဂျင်နီယာအဖွဲ့များပါဝင်စစ်ဆေးတယ်ဆိုတဲ့တဲ့ တရုတ်နဲ့ဘရူနိုင်းနိုင်ငံတို့မှပေးအပ်တဲ့လူသားချင်းစာနာထောက်ထားမှုဆန်ရအကူအညီပစ္စည်းများရန်ကုန်ပြည်ပဆိုင်ရာလေဆိပ်တို့ထပ်မံရောက်ရှိရဆွေးတဲ့။ဘူတန်ပြည်နိုင်ငံဆေးဘက်ဆန်ရအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှယာယီစိယုံပေါင်းလောင်းတွင်ပေါဝင်ကုသပေးလျက်ရှိရဆွေးတဲ့။အစရှိတဲ့တင်းတို့တင်ဆက်ပေးပါပါ။ဦးဆောင်တင်းမုတ်အနေနဲ့အေဗလာဆရာနေ့နောက်ပိုင်းတွင်လှုပ်ခတ်ခဲ့တဲ့ငလျင်16ချိန်ရှိပြီးရတာစကေး9အဆင့်ရှိငလျင်2ချိန်ပါဝင်နေဆွေးတဲ့တင်းကိုတင်ဆက်ပေးပါပါ။ ဧဗလဆယန်နေ့နောက်ပိုင်းတွင်လှုပ်ခတ်ခဲ့တဲ့ငလျင်16ကျင်းရှိပြီး Richter scale ငါအဆင့်ရှိငလျင်2ကျင်းပေါင်ဝင်လာတယ်လို့မိုးလေဝသနဲ့ဇလဝေဒထုတ်ပြန်ချက်များအရာသိရပါဗျာ။ဧပြီဆယန်ကဧပြီ23ရက်မနက်ပိုင်းအထိငလျင်16ကျင်းလှုပ်ခတ်ရာဝန်ထွေးမြို့အနီးလှုပ်ခတ်တဲ့ငလျင်2ကျင်းဟာ Richter scale ငါနဲ့9.5အဆင့်ရှိနေတာကိုတွေ့ရပါတယ်။ဒါပြင် Richter scale 4နဲ့9အခြားမှရှိတဲ့ငလျင်လှုပ်ခတ်မှု4ကျင်းရှိပြီးမလိုက်မြို့တန်ကူမြို့နဲ့တက်ကုံမြို့အနီးတွေမှာလှုပ်ခတ်ခဲ့တာပါ။ အင်အားပြင်းငလင်လှုပ်ခတ်မှုအပြီးမှာဧပြီ23ရက်အထိနောက်ဆက်တွဲငလင်128ကြိမ်အထိလှုပ်ခတ်ထားတယ်လို့မိုးစလကထုတ်ပြန်ထားပါတယ်။ဧပြီ23ရက်တကြံအကျိုနဲ့မနက်9:00ခန်းမှာငလင်လှုပ်ခတ်ခဲ့ပြီးတိတိတသာခန်းစားခဲ့ရတယ်လို့မန္တလေးမြို့ကန်တအူကပြောပါတယ်။နောက်ဆက်တွဲငလင်ထဲမှာခုမနက်လှုပ်တာကအကျဉ်းဆုံးဖြစ်မယ်။ရှင်းလင်းနေတဲ့နေရာမှာလိုက်ကြည့်နေတော့ထွက်ကိုပြေးရတယ်။အလုံသမားတွေလည်းထွက်ပြေးအဆောက်အဦကြီးကိုရမ်းခါသွားတယ်လို့မန္တလေးမြို့ကန်တအူကပြောပါတယ်။ငလင်တန်ကို မေမျိုးဝမ်းတွင်အဆရှိတဲ့နေရာတွေမှာလည်းခန်းစားခဲ့ရတယ်လို့မြို့ကန်တချို့ကပြောပါရယ်ဒီတစ်ခါငလင်လှုပ်တာကဒုံးဆိုပြီးအတန်မပေးဘူးအင်ကိုကင်ပေါက်နေတယ်လို့လှုပ်တာအတော်ကျန်းတယ်လို့ဝမ်းတွင်မြို့ကန်တအူကလူမှုကွန်ရက်မှာရေးသားထားပါရယ်ဧဘရလ73ရက်နေ့မနက်ပိုင်းကလှုပ်ခတ်ခဲ့တဲ့ငလင်ရဲ့ဗဟိုချက်ဟာဝဲနေမျိုးရဲ့အရှိမြောက်ဖက်9မိုင်ကမ်းမဖြစ်ပြီးအင်အား9.5 Richter scale ရှိပြီးအနက်20ကီလိုမီတာမှလှုပ်ခတ်ခဲ့တယ်လို့မိုးစလကထုတ်ပြန်ပါတယ်။ ဆက်လက်ပြီးပြင်းထန်တဲ့ငလင်ကြောင့်ဒုထောက်ရီမြင့်မြင့်ငယ်မြင့်မြင့်ကမ်းမပြူကြခြင်းနဲ့အဝေစီရေတွင်းများရေမထွက်ခြင်းကြောင့်အင်းဟော့မြို့ဟောင်းဒီတဝိုင်းရှိရက်ွက်များတွင်ရေရှားပမှုဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါပါအရာပြင်းငလင်ကြီးကြောင့်ဒုထောက်ရီမြင့်မြင့်ငယ်မြင့်မြင့်ကမ်းမပြူကြခြင်းနဲ့အဝေစီရေတွင်မှရေမထက်ခြင်းကြောင့်အင်းဟော့မြို့ဟောင်းဒီတဝါရှိရောက်ွက်များတွင်မလ28ရက်နေ့မှစတင်ကရေရှားပမှုဖြစ်ပေါ်နေရလို့အင်းဟော့မြို့ဟောင်းဒီဝိုင်းရှိရောက်ွက်များထံမှနေသိရပါဗျာ ဦးလေးတို့ညောင်စင်ရွာလေးမှာမြင်းရီတွေသုံးဆွဲတဲ့အခါမှာဘလို့မကိုသုံးဆွဲလို့မရတော့ပါဘူး။တောက်လျှောက်ကြီးမြေကဘာတွေပြိုးမြေရီအက်အကုန်မျောသွားပြီးမြင်းရီလာခတ်လို့လည်းမရတော့ဘူး။မြင်းရီကိုသုံးဆွဲလို့မရတော့ပါဘူး။ဦးလေးအဝီစီးရီတွင်ရေတိုင်ကငနေလှုပ်လိုက်လို့အကုန်ပြုတ်ပြီးချုံရင်းသွားတာပါ။ရေလည်းမထွက်တော့ဘူး။အဝီစီးရီတွင်လေးလည်းတူးမရတော့မှပတ်စံအဆင်မပြေလို့မတူးနိုင်သေးဘူးလို့ဦးတီတိုက်နေညောင်စင်ရက်မှာနေထိုင်သူဦးဝင်းကိုက April 17ရက်မှာ11မီဒီယာကိုပြောပါရတယ်။ ငလီနှုတ်ခတ်လိုက်လို့အိမ်တိုင်းကြီးပါအဝီစီရေတွေနဲ့ကမရတော့ဘူးပိုက်လန်းပိတ်သွားတယ်ပြောကြတယ်ပတ်စံတက်နေတဲ့သူတွေကတော့အဝီစီရေတွေဖုံးမိုင်းတွေကိုအမြန်တူးကြတယ်အများစုကမတူးနိုင်ကြသေးပါဘူးကားတွေရေတိုင်ကြီးကြီးတွေတင်ပြီးလှူကြတဲ့သူတွေကိုအရန်ကျေးဇူးတင်ပါတယ်လို့ဒေသခံအမျိုးသမီးတူကပြောပါတယ် အဝီစင်းရေတွင် ပုံမှန်လေးတွေတူဖို့အတွက်လာလူပေးကြရင်အရင်လဲကျေးဇူးတင်မိမှာပါတရင်ကအဝီစင်းရေတွင်ပုံမှန်တူးနေတာဆိုရင်အပီစီ3သိန်း8000ပြောတယ်လို့ဦးဝင်းကိုကဆက်ပြောပါတယ်ပြင်းထန်တဲ့ငလင်တန်ခန်းစားခဲ့ရတဲ့နေရာအများစုမှာရေရှားပမှုခန်းစားနေရတယ်လို့သိရပါတယ်ဆက်လက်ပြီးငလင်တန်ရောက်ပြိုကျပျက်စီးခဲ့တဲ့အေယာရီမြစ်ပေါ်ရှိအင်းဝတတာဟောင်းယထာလက်အာအိန္ဒိယအင်ဂျင်နီယာအဖွဲ့များပါဝင်စစ်ဆေးတယ်ဆိုတဲ့ကိုတင်ဆက်ပေးပါပါငလင်တန်ကြောင့်ပြိုကျပျက်စီးခဲ့တဲ့အေယာရီမြစ်ပေါ်ရှိအင်းဝတတာဟောင်းအား အိန္ဒိယအင်ဂျင်နီယာအဖွဲ့များပါဝင်စစ်ဆေးခဲ့ကြောင်းမြန်မာနိုင်ငံဆိုင်ရာအိန္ဒိယတန်ယုံကထုတ်ပြန်ပါတယ်။အိန္ဒိယနိုင်ငံကဘေးအန္တရာယ်ကင်းရှိရေးနဲ့ဖြတ်သန်းရေးဆိုင်ရာကျွမ်းကျင်အင်ဂျင်နီယာများအဖွဲ့ဟာမန္တလေးမြို့မှာရှိတဲ့ငလင်းတန်းခံခဲ့ရတဲ့နေရာ6ခုနဲ့နေပြည်တော်မှာရှိတဲ့နေရာ6ခုကိုစစ်ဆေးအကဲဖြတ်ပြီးတဲ့နောက်မန္တလေးမြို့ AR မြစ်ပေါ်မှာရှိတဲ့ ်အင်းဝဒတာဟောင်းရဲ့ရထားလန်ကိုမြန်မာနိုင်ငံမှာရှိတဲ့သက်ဆိုင်ရာတာဝန်ရှိသူတွေစစ်ဆေးအကင်းဖြစ်ရာမှာပါဝင်ကူညီခဲ့တယ်လို့သိရပါဗျ။ဒါပြင်အိန္ဒိယဆေးအဖွဲ့ကအယူအကျော်ခွဲစိတ်ကုဆရာဝန်တဦးဟာနေပြည်တော်ဆေးရုံကြီးမှာလူနာ80ကိုကုသရာမှာကူညီနေတယ်လို့သိရပါဗျ။အိန္ဒိယနိုင်ငံဟာမြန်မာနိုင်ငံငလင်ပေးအတွက်မြန်မာစီမံချက်နဲ့ကုညီမှုတွေဆောင်ရွက်ပေးနေပြီးလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကွက်ကြီးနဲ့တဘာဝဘေးအန္တရာယ်ဆိုင်ရာကဲဆဲရေး HDR ပြည်စည်းစုစုပေါင်းတန်ချိန် 625 metric ton ကိုပို့ဆောင်ထားတယ်လို့သိရပါဗျ။ဆက်လက်ပြီးတရုတ်နဲ့ဘရူနိုင်းနိုင်ငံတို့မှပေးအပ်တဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပစ္စည်းများရန်ကုန်ပြည်ပဆိုင်ရာလေဆိပ်တို့ထပ်မံရောက်ရှိတယ်ဆိုတဲ့ကိုတင်ဆက်ပေးပါပါ။တရုတ်နိုင်ငံနဲ့ဘရူနိုင်းနိုင်ငံတို့မှပေးအပ်တဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပစ္စည်းများသည်အေဗလာဆယန်နေ့တွင်ရန်ကုန်ပြည်ပဆိုင်ရာလေဆိပ်တို့ထပ်မံရောက်ရှိလာတယ်လို့သိရပါဗျ။နိုင်ငံတော်အစိုးရအနေနဲ့ငလင်တန်တဲ့ဒေတာတွေမှာရှိတဲ့ပျက်စီးဆုံးရှုံးမှုတွေကို အလျင်မြန်စုံစမ်းစစ်ဆေးပြီးအချိန်နဲ့တပြေးညီကုညီကယ်ဆယ်ရေးလုပ်ငန်းတွေကိုဆောင်ရွက်လျက်ရှိတဲ့အပြင်နိုင်ငံတကာကနေလည်းလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေပေးလျက်ရှိရာသက်ဆိုင်ရာနိုင်ငံတွေအလိုက်ကယ်ဆယ်ရေးအဖွဲ့တွေဆရာဝန်တွေနဲ့တူနာပြုဆေးအဖွဲ့တွေလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပစ္စည်းတွေစေဝါတွေဟာမြန်မာနိုင်ငံကိုနေရက်အလိုက်ရောက်ရှိကြတယ်လို့သိရပါဗျာ။ မိုးလဲ၁၂နာရီမိနစ်၂၀မှာတရုတ်ပြည်သူသမ္မတနိုင်ငံကလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကွင့်ကြီးပစ္စည်းတွေတင်ဆောင်လာတဲ့ Air China လေကြောင်းကလေယာဉ်တစ်စင်းဟာရန်ကုန်ပြည်ပြည်ဆိုင်ရာလေဆိပ်ကိုထပ်မံရရှိခဲ့ပါတယ်။အဆိုပါလေယာဉ်နဲ့ခြင်တော်တွေမိုးကာစားတွေနဲ့လူသုံးကုန်စားတောက်ကုန်စုစုပေါင်း14562ထုပ်6,893ကီလိုဂရမ်ပါရှိပြီးရန်ကုန်ပြည်ပြည်ဆိုင်ရာလေဆိပ်ကိုရောက်ရှိစင်းမှာ တာဝန်ရှိသူတွေကကြိုဆိုလက်ခံခဲ့ပါတယ်။ဒါပြင်မိုးလဲ3နာရီမှာဘရိုနိုင်းနိုင်ငံကကယ်ဆင်းရေးပစ္စည်းတွေတင်ဆောင်လာတဲ့ဘရိုနိုင်းတပ်မတော်လေယာဉ်ဟာရန်ကုန်ပြည်ပြည်ဆိုင်ရာလေဆိပ်ကိုရောက်ရှိလာရအောင်အဲ့လေယာဉ်နဲ့အထောက်ကူပစ္စည်းတွေဖြစ်တဲ့ဆိုလာမီးရင်တွေအိယာလေးတွေစောင်းတွေမိုးကစားစုစုပေါင်း1080လုံး2949ကီလိုဂရမ်ပါရှိပြီးရန်ကုန်မြို့ကိုရောက်ရှိစင်မှာတာဝန်ရှိသူတွေကကြိုဆိုလက်ခံခဲ့ပါတယ်။ ဒီလိုရရှိလာတဲ့ကိစ္စရေးပစ္စည်းတွေကိုတက်မတော်သားတွေရန်ကုန်မြို့တော်စီမံသားကြရေးကော်မတီကဝန်ထမ်းတွေပြည်ရင်းကုန်တင်ကုန်ချလုပ်သားတွေကသက်ဆိုင်ရာမော်တော်ယာဉ်တွေပေါ်ကိုတင်ဆောင်ပြီးငလင်ဘေးသင့်ဒေတာတွေကိုရန်ကုန်တိုင်းဒေတာကြီးအစိုးရအဖွဲ့ရဲ့ကြီးကြပ်မှုနဲ့မြေပြည်တော်ကိုဆက်လက်ပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။နောက်ဆုံးသတင်းအနေနဲ့ဘူတန်ဗျက်နိုင်ငံစီးပွားဆိုင်ရာအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှယာယီစေးယုံပေါင်းလောင်းတွေပေါဝင်ကူတပ်ပေးလျက်ရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါပါ။ ယာယီစစ်ရုံပေါင်းလောင်းတွင်ဘူတန်ပြည်နိုင်ငံမှဆေးဘက်ဆိုင်ရာအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့သည်ပူးပေါင်းပါဝင်ကုသပေးလျက်ရှိတယ်လို့သိရပါတယ်။မြန်မာနိုင်ငံကကလင်းပေးတန်တဲ့ပြည်သူတွေကိုဆေးဝါးကုသပေးဖို့အတွက် ဘူတန်ဘုရင်နိုင်ငံဘုရင်မင်းမြက်ကဆင်းလွတ်လိုက်တဲ့ဘူတန်နိုင်ငံစေဘက်ဆိုင်ရာအရေးပေါ်ကိစ္စရေးအဖွဲ့ဟာပြည်တော်စုနယ်မြေနေပြည်တော်ပြည်မနာမြို့ပေါင်လောင်းအာကစားကွင်းမှာဖွင့်လှစ်ထားတဲ့ယာယီစင်းယုံပေါင်လောင်းမှာဧပြီ3ရက်ကစတင်ပြီးတပ်မတော်စင်းဝင်တဲ့တပ်ဖွဲ့နဲ့တမိုင်ဝင်ကြီးဌာနတို့ကပါရဂူကြီးတွေဆရာဝန်သူနာပြုတွေနဲ့ပူးပေါင်းပြီးငလင်ပီးတန်တဲ့ပြည်သူတွေကိုစေဝါကူတာပေးလျက်ရှိရလို့သိရပါဗျာ။ အဆိုပါဘူတန်နိုင်ငံစေဘက်ဆိုင်ရာအရေးပေါ်ကိစ္စရေးအဖွဲ့မှအုံနောက်နဲ့အာယုံကျော်ကုသမှုဆိုင်ရာပါရက်ကိုအယိုးကျော်ဆိုင်ရာပါရက်ကိုမေဇေးပါရက်ကိုခွဲစိတ်ကုသမှုပါရက်ကိုအရေးပေါ်ကုသမှုဆိုင်ရာပါရက်ကိုတို့အပါအဝင်အဖွဲ့ဝင်89ဦးပါဝင်ပြီးညီဆိုင်အရေးပေါ်ခွဲစိတ်ခန်းနှခန်းတည်ဆောက်ပြီးနေ့စဉ်အကြီးစားနဲ့အသေးစားခွဲစိတ်မှုလုပ်ငန်းတွေကိုဆောင်ရွက်ပေးလျက်ရှိရလို့သိရပါတယ်ဒီလိုဆောင်ရွက်ပေးလျက်ရှိရာဧပြီ17ရက်မှာနေပြည်တော်စပူတီရီမြို့နယ် ညာနာတိတ်တိရက်ကွက်မှာရှိတဲ့ဗုဒ္ဓယေတနာပရဟိတပညာဒါနចောင်းတိုက်မှာရှိတဲ့ចောင်းသူចောင်းသား180ယာယီနေရဲ့ဆွန့်ခွာနေရသူတွေနဲ့ငလင်တန်တဲ့အိမ်တော်စု69စုကမိသားစုဝင်100ကျော်တို့ကိုចမ်းမာရေးစစ်ဆေးပြီးសេវាကုသမှုပေးခဲ့ကြတယ်လို့သိရပါတယ်။ဒါပြင်စေဘတ်ဆိုင်ရာအဖွဲ့ဟာအစောပိုင်းចောင်းတိုက်မှာခင်းမြေရေးတန်းစဉ်ဆက်နဲ့လီတာ2000ဆက်ရေတိုင်ကီတလုံးတို့ကိုတက်ဆင်လှူဒန်းခဲ့ပြီး ကျောင်းတိုင်းမှာရှိတဲ့ကျောင်းသားကျောင်းသူတွေအတွက်ကလေးအသုံးဆောင်ပစ္စည်း240တုံးနဲ့အားကစားပစ္စည်းတွေကိုလှူဒန်းရောင်းကျောင်းတိုင်းဗဒနာနိုင်ငံကဆရာတော်ကညံတော်ဆက်ရှင်လက်မှရှိတဲ့ကျွန်းနဲ့ဗုဒ္ဓရုပ်ပွားတော်မြတ်ကိုဘူတန်နိုင်ငံဘုရင်မင်းမြတ်အတွက်အမှတ်တရလက်ဆောင်အဖြစ်ပြန်လည်ချီးမြှင့်ခဲ့တယ်လို့သိရပါတယ်။ဒါပြင်ဘူတန်နိုင်ငံဆေးဘက်ဆိုင်ရာအရေးပေါ်ကေဆင်းရေးအဖွဲ့ဟာပြင်မနာမြို့မှာရှိတဲ့ခေမာတင်မော်ပရိယတ်တိစာသင်တိုင်းနဲ့ မစိုးရိမ်ကြောင်းတိုက်တို့မှာငွေကျပ်သိန်း450တန်ဖိုးရှိတဲ့လျှက်စစ်တာမလို့ပဲတန်နည်းကိုရေလီတာတစ်တောင်းတန့်စင်ပေးနိုင်တဲ့အလိုလျောက်ရေတန့်စင်ဆက်နဲ့လီတာ2000ဆက်ရေတိုင်ကီတစ်လုံးစီတို့ကိုတက်စင်လူရန်ပေးခဲ့ပြီးအရေးပေါ်ကေဆေးဆိုင်ရာတကူရေ3ပစ္စည်းအစုံ100စီနဲ့ဆန်းစား3စီတကြားစားတဲ့လူဝယ်ပစ္စည်းတွေကိုလည်းလှူဒန်းခဲ့တယ်လို့သိရပါဗျ။အလားတူတက်မတော်ဈေးဝင်တဲ့တပ်ဖွဲ့ကရွှေလျားခွဲစိတ်ရင်ရွှေလျားတက်မှန်ရင် ရီးလျာတက်ခွင်းရင်တို့နဲ့ငလင်ဘေးတန်တင်ပြည်သူတွေကိုအခမဲ့ဈေးဝါကုသပေးလျက်ရှိရာယနေ့ချိန်ထိခွဲစိတ်လူနာ66ဦးကိုအောင်မြင်စွာခွဲစိတ်ကုသပေးနိုင်ခဲ့ပြီးနေ့စဉ်အတွင်းလူနာ60ကန့်ဒီကနေ့ထိပြင်ပလူနာ2600ကျော်တို့ကိုကျန်းမာရေးစစ်ဆေးတာနဲ့ဈေးဝါကုသတာတွေဆောင်ရွက်ပေးနိုင်တယ်လို့သိရပါတယ်။အလဲဦးတိုင်ဘရ14ရက်နေ့နဲ့ခင်းစင်းလေးကိုတင်ဆက်ပေးခဲ့တာပါကြီးစုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။